အမြင်ကြည့်ရင်တော့ဂောဘကဖယားနဲ့နှီးတဲ့အလုတ်ကဖယားနဲ့ဝေးတာမဖြစ်စေနဲ့ဂောဘကကြည့်ရတာလည်းတော်တော်များများကပရိသတ်ရေဖယားဝေးတဲ့ဂောဘကများတာကိုတော်ကြီးတွေကခံနိုင်လုံးလုံးသာနော်နေရင်ထိုင်ရင်ကြောက်ပြခွာလိုက်ကတ်လိုက်ခွာလိုက်ကတ်လိုက်ဒီကြောက်ပြပဲ ဒီတော့လှုပ်တဲ့လူကရေရှိတီအောင်ဆရာကြီးဘယ်လိုလှုပ်ရင်ကောင်းမယ်လို့ပြောလိုက်တော့အောင်ပါမင်းထမင်းငှချင်သလားဆိုတာပါသေးတယ်လှုပ်ပုံပြောပါတယ်အလွန်တကူကြီးတဲ့ကိုတော်ကြီးတွေမို့ဒင်းမို့ပြင်းတော့ခြေတွေရောပေါင်တွေရောလက်တွေရောအကုန်ပြုတ်လောက်လှုပ်နေကြဘူးနော်ဒီတော့ဘုန်းကြီးတို့ပြောဦးမယ်ဗုဒ္ဓပူဇဏီယကွယ်ဆိုပြီးပါသွားလိုက်တာ ပလင်မော်ရောက်တော့ရှင်းတန်းနဲ့နှုတ်စော်ဇာတာလက်ဝဲအလုပီလာမပေးခင်ကမန်ကရံအပြည့်အလွာဖတ်ကြည့်လိုက်အားလုံးဖတ်ပြီးတော့နောက်ဆုံးသူကဘာချုပ်ပြတယ်လဲဆိုတော့ဘုရားပူဇဏီယာပွဲတော်မှာရရှိငွေပေါင်းတထောင်ကျပ်ကုန်ကျငွေပေါင်း1500ကျပ်ရရှိငွေပေါင်းကကုန်ကျငွေပေါင်းက အောက်ကနေဘာရေးလဲဆိုတော့မှတ်ချက်တဲ့ဘုရားธรรมအကျွေးရရ900ကြက်တီဒီဘောဘကနဲ့တွေ့မှာကျွေးတယ်ပလင်ဟဆင်းတော့အဲ့ဒီကျွေးဘုန်းကြီးဆတ်ရသေးအဲ့ဒီလိုဘောဘကတွေပေါ်တာပဲဒီတော့ဘုန်းကြီးပြည့်စေခြင်းတာကဘာလဲဗုဒ္ဓပူဇဏီယပွဲကျင်းပရင်ဗုဒ္ဓပူဇဏီယပွဲကျင်းပကြမယ်ဘုန်းကြီးတို့တရားတကမတ် ရည်ညွှန်းရာရုပ်ပွားဇေဒီများကိုရောင်တော်ဖွင့်ပြီးပါပြီလားလို့ဒီလိုမေးချင်တယ်နော်ရည်ညွှန်းရာဗရဏာကြတဲ့ဖယားကိုရေသပ်ပဲပြီးပြီလားပန်းစင်မီရေချမ်းနဲ့လူဒန်းပြီးပြီလားကိုရာကြီးရဲ့အနီးအပ အမိုက်တရိုက်တွေရှင်းပြီးပြီလားမေးရင်ပုံညာဝဒနာကဘယ်လိုဖြစ်မလဲတော်သေးတာပေါ့ နော်အဲ့ဒီအလုတ်ကိုပရိသတ်ကြီးတချို့နေရာမှာမရှိဘူးဘာလုတ်တယ်လဲဒီနေ့တို့ဖရားပွဲနီးပြီဘယ်ဇက်လဲဟိဘယ်ဇက်ကကောင်းတယ်ဘယ်ဇက်ငားရမလားတောင်ပိုင်းမြောက်ပိုင်းရံဖြစ်ပြီးဓမ္မအောင်နေဖွဲကြကြကိုယ်တော်ကြီးတွေကတော့ဓမ္မအောင်နဲ့ငုတ်တုတ်ပိုးမင်းနဲ့ဖုံနဲ့လှုပ်တာကဘာပွဲဘုရားကုသနီယာပွဲဒီလိုမဟုတ်လားပြီးတော့ ကောဘကကဘာလုပ်လိုက်တယ်လဲဗုဒ္ဓပူဇဏိယဆိုအကြောင်းပြပြီးငါပူဇဏိယချထည့်လိုက်ရောတော်တော်များများကပြိသတ်ရေဘာပူဇဏိယတွေများအေးဓမ္မယူနဲ့မှာဘာမှမပြောတတ်တဲ့ကိုတော်ကြီးတွေမျိုးပြောတာပြောတတ်ရင်ထဖနှောင်းနဲ့ပေါက်လောက်တယ်အသက်သာရှိရင်မသက်သာဘူးနော်ဒါပေမဲ့သက်ရှိကိုပြောတောင်းမှရင်မှားတောင်းမှရင်ရသေး အေးတက်မဲ့ဝန်ပြီလာပြီဆိုရင်ကိုလူတွေဘဝပါသိမယ်နော်ဒါကြောင့်ကြောက်เสียအကောင်းတဲ့လူတွေထဲမှာပရိသတ်ရေဘောဘကလည်းပါတယ်ဆိုတာမှတ်ထားပြီတော့ဟုတ်ပြီလားသူလမ်းညွန်ချက်မှလို့သူ့နောက်ကိုလိုက်မိရင်ကိုပါရော့ကြည့်ပြီးဘေးသင့်မယ်နော်အေးအဲ့ဒါကြောင့်မို့ပွဲတွေဇက်တွေအငိမ့်နေထဲတာဘုန်းကြီးတို့အပြစ်ပြောတာမဟုတ်ဘူးနော်ဟုတ် အစင်းအလာကိုကပရိသတ်ကြီးလာခဲ့တာကဘယ်နဲ့လာလဲဆိုလိုက်စမ်းမလာခဲ့တဲ့အစင်ကလေးကနော်ကုသောအရေးချုံငွေသာကုံပြောယုံသက်သက်မသိင်ပြီကုသောလွန်ကဲငွေကုံနဲ့ညံလဲရှင်းရမည် အကျိုးကိုရှုကုသိုလ်ပြုပြောမှုဝေစွာရှောင်ရမည်ကုသိုလ်လုပ်ရင်ဘာရရမလဲအေးခုတော့ကုသိုလ်အရေးခြုံပြီးတော့ငွေတွေများစွာကုန်သွားကာ ကုသိုလ်အရာနဲ့တဲ့ကုသိုလ်ပွဲတွေပြိဿရေများလာပြီတဲ့ရှေ့စင်ကနေကသေလာလိုက်တာခဏလူငယ်တွေလက်ထဲကြီးထဲတုံးမဲမဟုတ်လားနော်ကုသိုလ်အရာနဲ့ပြီးငွေကုန်များသွားတယ်ပျော်ယုံသက်သက်ဖြစ်သွားတယ်ကုသိုလ်ပွဲတွေပျော်လေးပျော်လေးပုံညာဝရဏလူတွေဒီတော့ကုသိုလ်ပြုရာဌာနသည်ဓမ္မယုံဗုဒ္ဓဘုဇနိယမဟုတ်လား ေးအဲ့ဒီဗုဒ္ဓပူဇနီးရကိုပထမဓမ္မယုံတန်ရှင်းရမယ်ဘုရားတွေတန်ရှင်းရမယ်ရေတပ်ပေးရမယ်ရောင်တော်တွေဖွင့်ရမယ်လိုအပ်တာရှိလို့ချင်းပြင်ဆင်မွမ်းမံရမယ်နော်အခုတော့ဘာလို့တလဲဆိုတော့ဘယ်အိမ်ကဘယ်ဆွန်းတော်ပွဲဘယ်အိမ်ကဘယ်ဆွန်းတော်ပွဲမလာဘူးလားကောပကကသူစားကြင်တာတွေအကုန်တောင်းတာပဲလှုပ်တာပြောတာပါဘုန်းကြီးပါရင်အဲ့ဒီဘုန်းကြီးလည်းပါတာပဲ ဒီတော့ဘာဖြစ်လာသလဲဆိုတော့ဘုန်းကြီးစဉ်းစားတယ်ရိုက်စားရိုက်စားဆိုတာဘာလဲဆိုတာနော်ကုသိုလ်အရေးခြုံပြီးတော့ပရိသတ်ရိုက်ထည့်လိုက်တာပဲမဟုတ်လားဟိုကုသိုလ်ရှင်ကတော့ပြီးတော့ပကံများလေးယူဥချပြန်လို့ဒီလိုနော်ပြီးတော့အဲ့ဒီဆုံးတော်ဘွယ်လှုပ်ပြီးတော့ဂောဘကတွေရံဖြစ်ကြတာပဲဒီလုံးပုံလုံးလေးကလည်းပဲပြောဦးမယ် ဘုန်းကြီးတို့ဒကာဒကမတရားငပြောသည်လာလှူပါပန်းသီလေးလာလှူရေလေးစေဖရာရှိတင်းထားအောက်ကဘုန်းကြီးကမေးတယ်ဟဲ့ကိုရင်ရှေ့ဖရာရှိကငပြောသည်မှဲ့ပြီလားသွားချီစမ်းမှဲ့ပြီဘုန်းကြီးမှဲ့ချခဲ့သူစားပြိတ်ထားဖရာသွားပြီးတော့မမှဲ့ခင်ထိမ့်မှုထားသလိုလို့လုံးပုံနေနော်ဒီတော့ဘုန်းကြီးတို့ဒကာဒကမတွေကျွန်းမုံလေးတွေ ဒါကိုပိသယင်းဤလို့ပြောတာတော့ဒီပြည့်နေရသွားပြောလို့တော့မဖြစ်ဘူးအဲ့ဒါသတိထားရမယ့်အချက်ကလေးတွေပါဘယ်နေရဘယ်ကြည့်ကြည့်ဖယားလူတကြငါကိုချက်ဆိုတဲ့လူကြည့်ပဲအဲ့ဒီသင်္ကန်းစာအဲ့ဒီနီးတွေဟာခဏလူငယ်တွေလက်ထဲလက်ထဲတော့ပဲအဲ့ဒီလူငယ်ကကြီးလာရင်လည်းဒါသဲသွားပြီးသူမိသားတွေလည်းထဲအောင်မှာပါ ဒီတော့ဘုန်းကြီးတို့ပရိသတ်ကြီးလူမျိုးဟာအညွတ်မတက်တော့ကုသိုလ်ရပြီးကြီးပွားဖို့ကောင်းမှုကိုလှုပ်တာကုသိုလ်လှုပ်ရဲနဲ့ဘာဖြစ်လဲပြောလေအကုသိုလ်ဖြစ်တာပဲမဟုတ်လားကုသိုလ်ရခြင်းလို့ပစ္စည်းအကုန်ခံပြီးဘာလှုပ်တာပါလဲရတော့ဘာရပါလဲ ပစ္စည်းလဲကုန်တယ်ကုသိုလ်လဲမရအကုသိုလ်ဖြစ်တယ်ဆိုတော့ပရိသတ်ရနှစ်ဖက်ရှုံးပြီတဲ့အကုသိုလ်ရမယ်ဆိုရင်ကိုယ့်ဟာကိုယ်သုံးလိုက်တာမှအကျိုးရှိအောင်မယ်နော်အေးအဲ့ဒါကြောင့်ကုသိုလ်ရဲ့ချုံဝေးတာကုန်ပြောယုံသက်သက်မှသင်ပြီးကုသိုလ်လွန်ကဲငွေကုန်တဲ့ညာလဲရှင်ရမည် အကျော်ကိုရှုကုသောပြုပြောမှုဝေစွာရှောင်ရမည်တဲ့စတော်ကြီးတွေရဲ့အဆုံးအမဒါကြောင့်မိဘဘိုးဘွားဆရာသမားတို့လူခဲ့တဲ့ဖရာတဲ့ဆောင်ကြောင်းကံတွေပရိသတ်ကြီးမပြည့်နဲ့နော်ဗုဒ္ဓပူဇနီးယပွဲတော်ကိုဗုဒ္ဓပူဇနီးယပွဲတော်နဲ့တူအောင်တစ်နှစ်တစ်ခါဟောလေရီမြောက်ပိုင်းကလူငယ်တွေမြို့သားတွေမြို့သမီးတွေပေါင်းစုပြီးတော့ဘာလုပ်ကြလဲ ဖရာတော်ကိုရေဖရာဒီရေတပ်ပဲရောင်တော်ဖွဲ့နော်ကန္နာကုရိတိုက်တယ်မြဲအမိုက်တရိုက်ဘာမှမရှိအောင်ရှင်းလင်းသေသောအသည်မောမှန်ပြင်းစင်ဒီလိုမဟုတ်လားဖရာပွဲလည်းပြီးရောဓမ္မယုံရှိနှီးချက်ကြီးတဲ့အမိုက်ကြီးတဲ့ဒီကြတဲ့အပေါ့အလေးစွန့်တဲ့လူကပါသေးအဲ့ဒါတော့ပုံညာဝရဏလူတွေမှသိမှာပဲနော်ကြောင်ကောင်းလေဆိုဝင်းဝင်တွေ့သွားကြတယ် ဒီတော့ဗုဒ္ဓဘူဇနီယလှုပ်လိုက်ခါမှာပရိသတ်ရဲ့အာဟုသူတွေမဖြစ်ဘူးလားအဲ့ဒီအာဟုသူအချက်တည်းတားနိုင်အောင်စောစောကဗုဒ္ဓဘူဇနီယနဲ့တူအောင်လှုပ်ကြနော်ငါဘူဇနီယလည်းမဖြစ်စေနဲ့ငါဘူဇနီယဆိုတာငါဖြစ်ချင်တာဒီလျှောက်လှုပ်တာမျိုးမဖြစ်စေနဲ့ပြည့်စည်တာကုန်တဲ့ပရိသတ်ရဲ့ကုသိုလ်ရသေးလားမရပါဘူး အကျိုးကပေးသေးလားကုံလို့မဆုံးနှစ်တိုင်းကုံမယ်ဒီကဘုန်းကြီးကကြည့်တယ်ဘယ်နေရာသွားသွားနှစ်တိုင်းဓမ္မယုံဘုရားကုသနိယာတွေကြည့်လိုက်တနှစ်လားလဲဘုရောကြီးတွေဒီတိုင်းဓမ္မယုံကြီးကလည်းဒီတိုင်းဒါနဲ့ဘုန်းကြီးကမေးတယ်ဇက်ဘယ်လောက်ပေးရတယ်3-4သောင်းပေးတာမကြည့်တာပဲမကြည့်ရဘူးပြောတာမဟုတ်ဘူးနော် အဲ့ဒီ3-4တောင်ကုန်လို့ရှိရင်ဘုရား1000တောင်တော့အကုန်မခံတိုက်ဘူးလားဒီတိုင်းဒီတိုင်းပဲမဟုတ်လားဟုတ်လားတို့ဘုံရဝရဏကရောအေးတော်သေးတာပေါ့ဟုတ်လားဟုတ်လားဒီတော့မန္တလေးလေးပြင်လေးရမှာပရိသတ်ရေဗုဒ္ဓဘူဇနီးရတွေမလုပ်ဘူးလားဗုဒ္ဓဘူဇနီးရယဉ်ညွှန်းရဖရာကိုပရိသတ်ရေမပြည့်နဲ့နော်